လောကမှာအဖြစ်မရှိဘဲနဲ့ငါသေးတာပဲကောင်းမယ်ဆိုတဲ့အဖွဲ့တွေမသေးပါနဲ့ခမညာယေရှုရှိပါတယ်မသေးပါနဲ့ခမညာယေရှုရှိပါတယ်အခုပဲအခုပဲဒီဘာသာဘယ်ဘာသာလဲမသိဘူးခေါ်ကြည့်ပါခေါ်ကြည့်ပါခေါ်ကြည့်လိုက်ပါခမညာခေါ်ရင်ထူးတယ်ဆိုတဲ့တတ်တဲ့ကိုသင်ရလိမ့်မယ် သူမှမလုံနိုင်တဲ့အရာကိုအဲ့ဒီဖျားလုံနိုင်တယ်ဆိုတာကိုတက်တည်ပြလိမ့်မယ်ဆိုတော့ဒီထဲမှာ online မှာကြီးနေကြတဲ့သူတွေခရိယန်ဖြစ်ဖြစ်မဲ့ဘယ်ဘာသာဝင်မဲ့ဖြစ်ဖြစ်သင်ကြိုးစားတယ်ကြိုးစားသလောက်သင်မှာဘာမှမထူးခြားလာဘူးဆိုရင်ဒီနေရာနဲ့ပြောပြစင်သင်ကိုကယ်တင်နိုင်တဲ့ယေရှုခရစ်တော်ရှိတယ်သင်ကြိုးစားတယ် ကြိုးစားသလောက်တင့်မှာအောင်မြင်ခြင်းရတယ်။ထင်ခဲ့တာကငါကြိုးစားလို့ဒီနေရာငါရောက်ရင်တော့ငါခြေနက်ပြီလို့ထင်ပေမဲ့တင်လုံးဝမခြေနက်နိုင်တဲ့အပြင်ရောက်လာတဲ့ဖြစ်လဲဖြစ်လာပြီ။ဒါမဲ့တင့်မှာ ပို့ပြီးတော့တော့မှမခြေနက်မှုတွေစိုးရိမ်မှုတွေမရှိတာတော့မှဒီဘဝမရောက်တော့မှကောင်းမယ်လို့ပြန်ဖြစ်တဲ့သူတွေဒီထဲမှာရှိတယ်။အဲ့လိုဘဝမျိုးမှာရှိနေတဲ့သူ ်တင့်မှာအာနာလည်းရှိတယ်တင့်မှာပတ်စံလည်းရှိတယ်ဒါမဲ့တင့်မှာဘာဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းမှမရှိဘူးဆိုရင်တင့်ယေရှုလိုနေပြီယေရှုခရစ်တော်ကဖယားဖြစ်တယ်ခရိယန်ဘာသာရဲ့ဖယားပဲမဟုတ်ဘူး तू ကဘာသာထဲမှာရှိတဲ့ဖယားမဟုတ်ဘူးလူတွေအလုံးကိုကဲတင်နိုင်တဲ့ဖယားဖြစ်တယ် ကဲတင်နိုင်လားမကဲတင်နိုင်လားဘလို့သိနိုင်လဲဆိုတော့ခေါ်ကြည့်ရင်သူထူတယ်အဲ့ဒီဖယားသခင်ကိုခေါ်လို့တက်တည်ရသွားတဲ့သူတွေကပြောတဲ့စကားတခုမဲ့ရှိတယ်အယံကောင်းတယ်တဲ့ဒါပေမဲ့အဲ့ဒီဖယားကိုယ်တိုင်ကပြန်အာမခံချက်ပြန်ပေးထားတယ်34ခုမြောက်သောဆာလံအငယ်10မှာ မကြလို့သာဝရဖရာဘလောက်ကောင်းလဲဆိုတာကိုသိချင်ရင်မြည်ဆန်းကြည့်တယ်။တင်ဖရာတွေတော့အများကြီးကြားပူးလိုက်မယ်ကျွန်တော်ညီကိုမောင်မတယ်။ဒါမဲ့ကျွန်တော်ခုပြောနေတဲ့ဖရာကဖရာတွေရဲ့အလင်မှာတရားစီရင်တဲ့ဖရာ82ခုမြောက်သောဆာလငယ်တက်ကိုခဏလေးတွားပေးပါဘာဖရာလဲဘယ်လိုဖရာလဲဖရာသခင်တွေ ဖရာတို့ဤပရိသတ်၌ရက်လျက်နေတော်မူ၍ဖရာတို့အလေ၌စီရင်တော်မူ၏အဲ့ဒီဖရာကဖရာတွေရဲ့ဖရာဖြစ်တယ်အဲ့ဒါထာဝရဖရာလို့ခေါ်ပါတယ်ခမရဖရာတွေကိုပြန်စီရင်မဲ့ I'm talking about this God not this gods ဖရာထာဝရဖရာကိုကြီးအကြီးနဲ့လှုပ်ထားပြီးတော့မှာ လောကမှာရှိတဲ့ဖျားလေးတွေကိုကြီးအသေးနဲ့လှုပ်ထားတယ်ခရိယံဘာသာရဲ့ဖျားအကြောင်းပြောနေတာမဟုတ်ဘဲနဲ့ဖျားတို့ရဲ့ဖျားအကြောင်းပြောနေတာဖျားတို့ရဲ့ဖျားအကြောင်းပြောနေတာအဲ့ဒီဖျားကဘာဖျားလဲဆိုတော့ထာဝရဖျားတဲ့ဖြစ်လာတဲ့ဖျားတွေမှန်သမျှကပြတ်တယ်ဖြစ်ချင်းရှင်ပြတ်ချင်းရှိတယ် ဖြစ်လာတာမဟုတ်ဘဲနဲ့အခုဖြစ်နေတဲ့အရာတွေအားလုံးကို မဖြစ်ခင်ကတည်းကဖြစ်ထားပြီးတော့မှ ဖြစ်အောင်လုပ်ခဲ့တဲ့ဘုရားကထာဝရဘုရားဖြစ်တယ်ဆထထထာဝရထာဝရဘုရားလို့ပြောလိုက်အဲ့ဒီဘုရားကိုဘသူພັນစင်းလဲလို့ပြောရင်ကျွန်တော်ပြောပြမယ်အဲ့ဒီພັນစင်းရှင်ကဘုရားພັນစင်းတဲ့ဘုရားဖြစ်တော့သူ့ကိုພັນစင်းတဲ့သူမရှိဘူးဘာကြောင့်ဆိုတော့ तू ကထာဝရဘုရားဖြစ်နေလို့ ာဝရဖရာရဲ့ဂုံပုတ်ကပါလဲဆိုတော့ထာဝရဖရာရဲ့ဂုံကပါရှိလဲလို့ပြောလဲသူ့မှာအစမရှိဘူးအစမရှိဘူးအဆုံးမရှိတာကိုထာဝရလို့ခေါ်တယ်အစဆိုတဲ့စကလုံးမထွက်လာခင်မှာဖရာရှိတယ်ဤကဘာမတိမရှိမီအဲ့ဒီဖရာရှိတယ်အဲ့ဒီဖရာကဘာမြေကြီးကိုဖန်ဆင်းတာအဲ့ဒီဖရာကိုနားလဲအောင်သင်ယူလို့မရဘူး ခွေးရလူကိုနားလည်နားလည်မယ်ခွေးရလူကိုနားမလည်နိုင်ဘူးခွေးရခွေးရှင်းရှင်းနားလည်မယ်လူရဲ့သဘောတဘာဝကို तू အကုန်နားမလည်နိုင်ဘူးဒါမဲ့အဲ့ဒီခွေးရတင်ပိတ်အောင်မှလူကိုနားလည်နိုင်တယ်ဒါမဲ့လူကအဲ့ဒီဖန်ဆင်းရှင်ဖရားအဲ့ဒီဖရားနဲ့အဆက်မရမချင်းဘလို့မှမသိနိုင်ဘူးအဲ့ဒီဖရားပေးသိမှသိနိုင်တယ်ဒါမဲ့အဲ့ဒီဖရားကဘလောက်ထိကောင်းမြတ်လဲဆိုအဲ့ဒီဖရားက သိတ်ချစ်တဲ့တို့ကိုခေါ်ရင်ထူးတယ်ခေါ်ရင်ထူးတယ်အဲ့ဒီဖယားနဲ့အဆက်ရှိသွားတဲ့ပုံကိုရဒီလိုရေးထားတယ်ခင်ဗျအဲ့ဒီတာဝရဖယားကဘလောက်ကောင်းမြတ်လဲဆိုတာကိုတဲ့မြည်းစမ်းကြည့်ပါတဲ့34ငွေရှစ်မှာစလန်ထော်ဖယား ထာဝရဖရာသည်ကောင်းမြတ်တော်မူသည်ကောင်းမြတ်တော်မူသည်အကြောင်းကိုဘာဖြစ်လဲကွယ်မိဆန်း၍မိဆန်း၍ဘာဖြစ်လဲတိမှတ်ကြလို့တိမှတ်ကြရတဲ့အဲ့ဒီဖရာဘလောက်ကောင်းလဲဆိုတာဟုတ်တဲ့မိဆန်းကြည့်ပါလို့သူကတက်တည်ခံနေတယ်ဘယ်လိုတက်တည်ခံတာလဲဆာလန်ဆီယာဒီနေ့ပြပြောမယ်ဆိုရင်အစ္စရေးနိုင်ငံရဲ့ဒုတိယမြောက်ဘုရင်က တတ်တည်ခံခဲ့တယ်ဒုတိယမြောက်ဘရင်အခုဣသရေအလိုင်းမှာရှိတဲ့ကျယ်အဲ့ဒါသူ့ရဲ့ကျယ်အဲ့ဒီဘရင်ကတတ်တည်ခံခဲ့တယ်အဲ့ဒီဖျားကောင်းမြတ်ကြောင်းကိုမြည်ဆန်း၍သိမှတ်ကြလော့အဲ့ဒီဖျားကောင်းမြတ်ခြင်းကိုမြည်ဆန်းကြည့်စမ်းပါတဲ့တိတ်ကောင်းလို့နေတဲ့ ဒါဆိုရင်အဲ့ဒီဖျားကိုထာဝရဖျားကို ကိုးကွယ်နေတယ်ဆိုတဲ့ဒီခရိယန်နေကိုရိုင်းကရောအဲ့ဒီကောင်းမြတ်တဲ့ဖျားကိုမြည်စားပြီးတော့တကယ်ကောင်းမြတ်ကြောင်းကိုသိပြီလားဆိုတာအရေးကြီးတယ်သိကောင်းတာတော့ဗာလဲဆိုတော့နံပါတ်1သိမပင်ပန်းဆိုရှင်ဘူးအဲ့ဒီဖျားလုံးဝမပင်ပန်းဆိုရှင်ဘူးနံပါတ်2သိကိုပင်ပန်းစီမဲ့အရာတွေအလုံးကို အကုန်သူကဖယ်ရှားပေးတဲ့ဖျားဖြစ်နေလို့ ဟာလေလုယာအာမင်ဆရာညီကိုမောင်နှမတို့ဒီနေ့တဲ့အထဲမှာညင်တချင်း ဝမ်းမြောက်ချင်းရှိနေရင်ဘယ်တဘိုးမှတင့်ပေါ်မှာတင်လို့မရအောင်အာမင်ဆိုဒါကြောင့်ရှေ့ဆက်မသွားခင်လေးမှာ ဓမ္မမိတ်ဆွေညီကိုမောင်နှမတွေလောကမှာအဖြစ်မရှိဘဲနဲ့ငါတေးတာပဲကောင်းမယ်ဆိုတဲ့အဖွဲ့တွေမတေးပါနဲ့ခမညာမတေးပါနဲ့ခမညာယေရှုရှိပါတယ်မတေးပါနဲ့ခမညာယေရှုရှိပါတယ်အခုပဲအခုပဲတိဘာသာဘယ်ဘာသာလဲမသိဘူးခေါ်ကြည့်ပါခေါ်ကြည့်ပါခေါ်ကြည့်လိုက်ပါခမညာ ေါ်ရင်ထူးတယ်ဆိုတဲ့တတ်တဲ့ကိုတင်ရလိမ့်မယ်ဘသူမှမလုံနိုင်တဲ့အရာကိုအဲ့ဒီဖျားလုံနိုင်တယ်ဆိုတာကိုတတ်တဲ့ပြလိမ့်မယ်အခုချက်ချင်းပင်လင်တင်အဲ့ဒီဖျားကိုခေါ်ရင်တင်အထဲကနေပြီးတော့မှ တကိုးကိုခံစားရပြီးတော့မှတင်နဲ့ဖျားရှိတယ်ဆိုတဲ့တတ်တဲ့တစ်ခုတင်ခံစားလိမ့်မယ်အခု right now right there တည်ခံစားလိမ့်မယ်ယေရှုခရစ်ကယခုဘဝနောင်ဘဝအာမခံချက်ပေးနိုင်တာအဲ့ဒီဖခင်တပါးတည်းပဲရှိတယ်အဲ့ဒီဖယားကထာဝရဖယားဖယားဒီအများကြီးရှိပေမဲ့ထာဝရဖယားဆိုတာကတော့တပါးတည်းပဲရှိတယ်အစမရှိဘူး asomishi panzim kanyara mogune aya katengo panzine paya asa so de zekalo mapola king rega asa so de zekalo go pho pe lai de paya edi paya ga kho yin tu de kho yin ja de a phi pe de ma sa de ခုချက်ချင်းခေါ်ကြည့်ပါခရီးရနဲ့ခေါ်လို့ရတယ်ဘောရဘာသာခေါ်လို့ရတယ်ဟိန်းနုမွတ်စလင်ကုန်ခေါ်လို့ရတယ်ခေါ်ကြည့်ပါတင်တကယ်သေချင်းနေပြီဆိုမသေပါနဲ့ခင်ဗျာအသက်ရှင်နေဖျားရှိတယ်အသက်ရှင်နေဖျားရှိတယ်သာဝရဖျားရှိတယ်ထူးခြားတာအဲ့ဒါပဲဗျာ ျွန်ုပ်ကျမ်းစာပြောပါတယ်ထာဝရဘုရားရှိတယ်တဲ့အဲ့ထာဝရဘုရားကကောင်းမြတ်တယ်တင့်ကိုအသေးဆုံးနဲ့မသေးစေချင်ဘူးတင့်ကိုငငယ်ရွယ်နဲ့မသေးစေချင်ဘူးကိုကိုလည်းတတ်မသေးစေချင်ဘူးလောကမှာမွေးလာကြတဲ့အတိတ်ပဲမွဲ့မဲ့နဲ့မွေးလာတာမဟုတ်ပဲနဲ့ ်သင် assignment တစ်ခုနဲ့မွေးလာတော့ကြောင့်အဲ့ဒီ assignment ပါလဲဆိုတော့သိအောင်ဖော်ထုတ်ပေးနိုင်တာထာဝရဖရာပဲဖော်ထုတ်ပေးနိုင်တယ်အဲ့ဒီထာဝရဖရာကိုသင်မသိပေမဲ့အဲ့ထာဝရဖရာသင်ကိုသိတယ်သင်ခေါ်ရင်သင်ကိုထူးတဲ့ဖရာဖြစ်တယ်တက်တည်ပေးမဲ့ဖရာဖြစ်တယ်ခေါ်ကြည့်ရလရှင်းမဲ့နေပြီလားအပြေမရှိတော့ဘူးလားအနာကပ်ပြောင်းနေပြီလားတေးချင်းနေပြီလား ဘဝမှာလူဖြစ်ရတာဘာအတိတ်မှမရှိအတိတ်ပဲမှမရှိတော့ခံယူထားလားအတိတ်ပဲရှိစီရမယ်အဲ့ဒီထာဝရဖျောက်ခေါ်ကြည့်အဲ့ဒီထာဝရဖျားကောင်းမြတ်တဲ့အကြောင်းကိုမြည်ဆန်း၍တိမှတ်ကြကိုတော်ခုလုံးတော့သူဟာမင်္ဂလာရှိတယ်ထာဝရဖျားကောင်းမြတ်တဲ့အကြောင်းကိုမြည်ဆန်း၍တိမှတ်ကိုတော်ကိုခုလုံးတော့သူသည် မင်္ဂလာရှိတယ်ဘယ်သူလဲ ကိုတော်ခိုလုံတဲ့သူโอเคဆိုတော့တင်နားလဲအောင်ထာဝရဖရာရဲ့နာမကဘာလဲကျွန်တော်ပြောပြမယ်အဲ့ထာဝရဖရာကိုခေါ်ခြင်းယေရှုဖရာခေါ်လိုက်ပါခေါ်လိုက်ပါယေယိုလေးပဲခေါ်ကြည့်လိုက်ပါတတိဖရာထူလိုက်မယ်သင်ဘွားအနာဂတ်ကြီးဟာသေရှင်တဲ့အနာဂတ်နဲ့အင်မတန်မှဝမ်းမြောက်တဲ့အနာဂတ်ပြန်ဖြစ်လာလိမ့်မယ် ဒီနေ့ဒီနှုတ်ဘတ်တော်အဖြစ်လူတွေအများကြီးလွတ်မြောက်ပြီဖြစ်ကြောင်းကျွန်တော်ကြေညာလိုက်ပါတယ်ယေရှုနာမနဲ့โอเคဆက်သွားမယ်โอเคဖယားသားသမီးလို့ပြောတဲ့ကျွန်တော်ကျမတို့မာကောညီသက်ချင်းရှိရလား ဟိုပူဒီပူဟိုဆိုရင်ဒီဆိုရင်ဆိုရင်တင်ငင်တချင်းမရှိဘူးပတ်စာမရှိလို့တင်ပူပန်နေသေးရင်တင်ဖျားထားခဲ့တဲ့ငင်တချင်းပြီးခဲ့တဲ့ငင်တချင်းကိုတင်မရသေးဘူး โอเคဒါဆိုရင်အဲ့ဒီညိတ်သက်ချင်းကိုကျွန်တော်ဘလို့ရယူရမလဲဆရာလို့မေးရင်ကျွန်တော်ဖြေမယ်ခမရနံပါတ်1အနေနဲ့သင်ယေရှုကိုသင်ရဲ့အတ္တတာထဲမှာနေရာပေးထားဖို့ရည်ကြည်တယ်ပြီးတော့သဘောပေါက်ရမယ်ယေရှုခရစ်တော်က သင်ရဲ့အမင်္ဂလာတွေအလုံးကိုလဝကတိုင်မှာ အကုန်ဖယ်ရှားပေးပြီးသွားပြီသင်အပြစ်ကြွေးအလုံးကို အကုန်ဆက်ပေးပြီးသွားပြီယေရှုခရစ်တော်အပြင်တင်သည်ဖြောင်းမတ်တော်သူဖြစ်ပြီ ်ဟာမင်ပြီးတော့အဲ့ဒီယေရှုခရစ်တော်ကတည်ခြင်းမှာပဲလမ်းဆုံးတာမဟုတ်ဘဲနဲ့သုံးရက်မြောက်တဲ့နေ့မှာပါဖြစ်လေရှင်ပြန်ထမြောက်တဲ့ဖရားဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဖရားကအရာခတ်သိမ်းကိုတတ်နိုင်တဲ့ဖရားဖြစ်နေတယ်အာမင်ဆိုတော့အဲ့ဒီကြီးမြတ်တဲ့ဖရားကသင့်ကိုဘယ်သူမှမပေးနိုင်တဲ့ညိတ်တချင်းယူ